Hello guys, welcome back. ရှင်းနံပါတ်3ကမစုကအမေစုရဲ့လက္ခဏာကို analyze လုပ်တဲ့ဗီဒီယိုလေးတင်ခဲ့တယ်။အဲ့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ engagement နေလည်းတော်တော်ကောင်းသွားသလို comment နေလည်းအများကြီးရခဲ့တယ်ပေါ့နော်။အဲ့ဒီထက်ကမှတကယ်အဓိကကြဆုံးဝေဖန်ချက်ကဘာလဲဆိုတော့ဒီလက္ခဏာကအမေစုရဲ့လက္ခဏာအစစ်မဟုတ်ခဲ့ဘူးဆိုတဲ့ဝေဖန်ချက်ပဲပေါ့နော်။ အဲ့ဒီဥစ္စာကလည်းမဆုကိုတိုင်းလည်းတေချာ verify မလုပ်နိုင်ခဲ့ဘူးမဆုကိုတိုင်းလည်းဒီဥစ္စာကိုဟုတ်မဟုတ်ဆိုတာကိုမပြောနိုင်ခဲ့ဘူးပေါ့နော်အဲ့ဒီဥစ္စာကတော့မဆုရဲ့လိုသွားတဲ့အချက်ကလေးပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့မဆုဝင်လန်းဝင်ခံပါတယ်အာဒီဟာနဲ့ပတ်သက်ပြီးတော့အခွင့်လွှတ်ပေးကြပါဆိုပြီးတော့လည်းမြစ်တာရက်ခံ app ဖြစ်มาတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အဲ့ဒီဥစ္စာကလည်းမဆုရဲ့ပထမဦးဆုံး ဗီဒီယိုဖြစ်တဲ့အတွက်ကြောင့်မလို့အမှားပါသွားခဲ့တယ်လို့ပဲသဘောထားပေးပါပေါ့နော်အခုဗီဒီယိုကစပြီးတော့နောက်လူတွေမစုလက္ခဏာ analysis လုပ်တော့မယ်ဆိုလို့ရှိရင်ဒီလူရဲ့မျက်နာပါမှဒီလူရဲ့လက္ခဏာသေချာမှပဲမစု analyze လုပ်တော့မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါပြီပေါ့နော်အဲ့တော့ဒီဗီဒီယိုသေးတဲ့မှာမစုပြုတ်လုပ်ပေးမဲ့လက္ခဏာပိုင်းရှင်ကတော့အားလုံးရဲ့အချစ်တော်ကြီးဖြစ်တဲ့မအလာပဲဖြစ်ပါတယ်ပေါ့နော် ်အဲ့တော့မအားလာရဲ့လက္ခဏာတွေအကုန်လုံးကသူ့လက္ခဏာဖြစ်ကြောင်းကိုမဆူအာမခံနေဘာကြောင့်လဲဆိုတော့မဆူကိုယ်တိုင်းပေချာ Google လောက်ထားတယ်သူ့မျက်နှာကြီးနဲ့တကွာပါတယ်လက်ပုံပါတဲ့ပုံလေးပဲပေါ့နော်အကုန်လုံးကသူ့ရဲ့လက္ခဏာစစ်တွေပဲပေါ့နော်ဒီ၅ပုံနေရာမှာမဆူ analyze လုပ်ပြမယ်ပေါ့နော်ပထမဦးတို့ကဒီပုံလေးကနေစပြီးတော့စကြည့်လိုက်မယ်ပေါ့နော်မဆူတို့ကသူ့ရဲ့လက်ဖက်ဝါးကိုဒီလိုမျိုးပြန့်ပြန့်တိတိချာချာမမြင်ရတဲ့အတွက်ကြောင့်မလို့မြင်ရတဲ့လောက်ကလေးကိုပဲမဆူတို့အကြံပြင်းလေးပြောမယ်ပေါ့နော်အဲဒီတော့ ူဘယ်တော့သိမလဲတို့သူဘယ်တော့ကြဆုံးမလဲတို့အဲအဲ့လိုမျိုးတွေလူတွေကသိကျင်ကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဥစ္စာတွေကိုတော့သူ့ရဲ့လက္ခဏာမှာမဆူလို့မြင်ရသလောက်နဲ့တော့ပြောလို့မရဘူးဒါပေမဲ့မြင်ရသလောက်ကိုပဲမဆူတို့ကအာဘာ report ထုတ်လို့ရလဲဆိုတော့ကိုမဆူဒီဗီဒီယိုတွေကနေပြီးတော့ analyze လုပ်ပေးမယ်ပေါ့နော်ဒီမှာကမဆုခြုံပြီးတော့ကြည့်လိုက်တာတော့သူ့ရဲ့လက္ခဏာကတော်တော်ကိုကောင်းပြီးတော့ဖုံးကံပြေဆုံးတဲ့လက်ဖက်ဝါ တခုလို့တော့မစုတော့အကြံပြင်းတတ်မှတ်လို့ရတယ်အဲ့ဒီဥစ္စာတွေကိုမစုအသေးစိတ်ထပ်ပြီးတော့ရှင်းပြမယ်ပေါ့နော်ပထမဦးဆုံးကသူ့ရဲ့ hand structure hand structure လက်ဖဝါရဲ့ပုံစံပေါ့နော်လက်ဖဝါပုံစံက art type မြေကြီးလက်မြေကြီးလက်ဖဝါပုံစံရှိတယ်မြေကြီးလက်ဖဝါပုံစံရှိတဲ့သူတွေကတည်ငြိမ်မှုကိုလိုလားတယ်အမြဲတမ်း stability တခုကိုအမြဲတမ်းတည်ဆောက်လေးရှိရယ်လက်တွေ့ကြတယ် ပြီးတော့လက်တွေ့ account ထဲပေါ်လာတာကြိုက်တယ်ပေါ့နော်သူတို့ကစိတ်စိတ်ကူးရင်ဆန်တဲ့ဘက်မသွားဘဲနဲ့လက်တွေ့ဆန်တဲ့ဘက်ကိုသွားတယ်ပေါ့နော်သူရဲ့ hand type ကအဲ့လိုဖြစ်ပေမဲ့လည်းသူရဲ့အထက်ရလက္ခဏာတွေကတော့သူနဲ့ဆန့်ကျင်ဘက်ဖြစ်နေအဲ့ဒီဥစ္စာတွေကဘာလဲဆိုတော့ပထမဦးဆုံးက mount of luna အားလုံးမြင်ရလားမသိ mount of luna ပေါ့နော်ဒီ mount of luna ကဖောင်ဖောင်လေးဖြစ်နေတွေ့လားဒီနေရာက ဖောင်းတဲ့လူတွေက သူတို့ကစိတ်ကူးစိတ်တန်းကောင်းနေအများတန်းဟိုစိတ်ကူးရဆန်နေပေါ့နော်အတွေ့ထဲမှာတိုက်အိမ်ဆောက်ပြီးတော့သူတို့ဟာလေးနဲ့သူတို့ပျော်နေတဲ့ပုံစံလေးရှိရဲပေါ့နော်အထူးသဖြင့်စာရေးစရာတို့အမ် creativity နဲ့လောက်တဲ့လူတွေတို့ကဒီနေရာဖောင်းလေးရှိရဲဒီနေရာဖောင်းတဲ့သူတွေကတီထွင်ဆန်းအင်မှုကောင်းနေအမ်စိတ်ကူးရဆန်တဲ့လူတွေဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ Mount of Venus Mount of Venus ကကြတော့ဒီနေရာဖောင်းတာ သူကဒီနှစ်ခုဖောင်းနေ။ Mount of Venus ဖောင်းတဲ့သူတွေကကြတော့သူတို့ကစွမ်းဆောင်ရည်ရှိတယ်ပေါ့နော်။ပြီးလို့ရှိရင်လူဘဝရဲ့အနှစ်သာရလူဘဝရဲ့စီးစိမ်ဥစ္စာတွေကိုအပြည့်အဝခံစားလို့စိတ်ရှိတယ်။အဲဒီတော့ဒီနှစ်ခုပေါင်းလိုက်လို့ရှိရင်သူဟာသွားပြီ။သွားပြီဆိုတာကသူတို့ကဒီဘဝမှာတော့ spiritual နဲ့ပတ်သက်တာဘာသာရေးနဲ့ပတ်သက်တာတရားဘာဝနာအားထုတ်ဖို့တွေလုံးဝလုံးမှာမဟုတ်ဘူး။သူတို့ရဲ့ပါဝါအာဏာတည်မြဲဖို့သူတို့ရဲ့လူစည်းစိမ်ခံစားရဖို့ ဟိုပစ္စည်းဥစ္စာရေတဖြည်းဖြည်းနဲ့တိုးတတ်တဲ့တိုးအောင်အတော်မတက်နိုင်နိုင်အောင်ပေါ့နော်အဲ့လိုမျိုးလုပ်ဖို့ပဲသူကစ조사ကြံရွယ်မဲ့ပုံစံရှိတယ်ပေါ့နော်ဒါကတော့အကြံဉာဏ်ပြောလို့ရတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီမှာက line of affection လို့ခေါ်တယ်သူများတွေကဒီဥစ္စာကိုအိမ်အောင်ဘယ်နဲ့ဆက်ကြမလဲလို့ပြောတဲ့ line လို့ပြောတယ်ပေါ့နော် တော့ပဲမယ်လဲမစုသေးချာပြန်ပြီးလေးလာကြည့်လိုက်တဲ့ခါမှာပေါ့เนาะဒီလိုမျိုးအာနာရှင်တို့ဘာတို့ဒီလိုမျိုးဒစ်ဒိတာတွေမှာဆိုလို့ရှိရင်ね line တက်တစ်ခုရဲ့ပါလို့ရှိရင်သူတို့ကအိမ်နံပါတ်တစ်ခုရဲ့ကိုပြောတာတက်သူတို့ရဲ့အာနာသူတို့ရဲ့ position ကိုသူတို့ကအိမ်နံဖတ်တစ်ဖွဲ့ကိုသူတို့ကသတ်မှတ်ထားတာတဲ့ဒီအာနာတည်ငဲဖို့ကသူတို့ရဲ့အိမ်နံရေးထအရေးကြီးတယ်သူတို့အိမ်နံရေးလို့ပဲအဲ့လိုပြောလို့ရတယ်ပေါ့เนาะဒါကတော့မစုတို့ဒီပုံလေးမှာကြည့်ပြီးတော့ အကြံပြင်းပေါ့နော်အကြံပြင်းသတ်မှတ်လို့ရတဲ့ဥစ္စာတွေနောက်တစ်ခုကကြတော့လမ်းကြောင်းလေးတွေကိုမစလို့ကြည့်မယ်ပထမဦးဆုံးကကြတော့မြင်ရလားမသိဘူးနှလုံးလမ်းကြောင်းနှလုံးလမ်းကြောင်းလေးက white ကလေးတန်တန်မဟုတ်ဘူး white ကလေးဖြစ်တယ်ဦးကောင်းလမ်းကြောင်းကအောက်ကိုဒီလိုလေးငိုက်ကျသွားတယ်လို့မစလို့ယူဆလို့ရတယ်အသက်လမ်းကြောင်းကလည်းဟိုအောက်ထိဖြောင်းဖြောင်းတန်တန်ပဲလမ်းကြောင်းนี่အကောင်လုံးကအကောင်းနေတယ်ပေါ့နော် အဲ့တော့နှလုံးလန်းချောင်းကိုပြောမယ်ဆိုလို့ရှိရင်သူက romantic ဖြစ်တယ်သူများတဲ့လူမျိုးဟိုလိုမျိုးဗာလေအခြေရေးနဲ့ပတ်သက်လာလို့ရှိရင်ဟိုအမဖြစ်တာမဟုတ်ဘူးသူကဟိုဇလန်းနေတွေရလို့ကွာနည်းနည်းစိတ်ကူးရင်ဆန်တဲ့ပုံစံရှိတယ်ပေါ့နော်ဒီဟိုဟာအခြေရေးနဲ့ပတ်သက်လာလို့ရှိရင်အာနည်းနည်း romantic ဆန်တဲ့ဘက်မှာပါတယ်နောက်တစ်ခုကကျတော့ဦးကောင်းလန်းချောင်းဦးကောင်းလန်းချောင်းကလေအောက်ကိုသူက mount of monbuck ကိုသူကကိုေးဆင်းသွားတာ တွေ့ရတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့သူက လက်တွေ့မကြဘူးသူကစိတ်ကူးရင်ဆန်တဲ့ဘက်ကိုသွားတာတခုခုကိုစဉ်းစားဆုံးဖြတ်တော့မယ်ဆိုလို့ရှိရင်သူ့ရဲ့အတွေးအခေါ်ကသူ့ရဲ့စိတ်ကူးတဲ့အဥ္စာကိုပဲမူတည်ပြီးတော့မှဆုံးဖြတ်ချက်ချလိုက်တာတကယ်အပြင်ကလက်တွေ့ဆန်တဲ့အချက်အလက်နဲ့ကို base လုပ်ပြီးတော့ဆုံးဖြတ်ချက်ချတာမဟုတ်ဘူးနောက်တစ်ခုကကြတော့အသက်လမ်းကြောင်း အသက်လမ်းကြောင်းကကြတော့ဘာမှပြောစရာမရှိဘူး။ तू ကတော့စောစောနဲ့မြ мян ဆန်ဆန်အသက်ထွက်မဲ့သူတော့မဟုတ်ဘူးပေါ့နော်။ဘယ်လိုပြောမလဲ။အသက်ကတော့ရှည်မဲ့အထဲမှာတော့ပါတယ်။အခုကတော့80ပြည့်တော့မယ်လို့တော့ထင်တယ်ပေါ့နော်။ဒါပေမဲ့ဆက်ပြီးတော့နေရအောင်မဲ့ပုံတော့ရှိရဲ့။အာနာတိငယ်ဖို့ကတော့ဒီလက်ဖွားပုံစံရဆိုလို့ရှိရင်တော့ तू ကနည်းနည်းထိန်းထားမနိုင်မဲ့ပုံစံလေးရှိရလို့တော့မဆူအာအကျမ်းပြင်းပေါ့နော်။အကျမ်းပြင်းပြောနိုင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီ မဆုမြင်ရသလောက်မှာတော့သူ့ထဲမှာ negative ဖြစ်တဲ့ line တွေ stress line တွေအဖြတ်တွေပါတယ်မဆုမမြင်ရဘူးအဲ့ဒီအတွက်ကြောင့်မလို့သူ့မှာကတိတ်ပြီးတော့အဖြတ်ကတိတ်ရှိမဲ့ပုံမပေါက်ဘူးပေါ့နော်ဒါပေမဲ့လည်းနောက်တစ်ခုကဘာလဲဆိုတော့ तू ကသူ့ရဲ့ဝလုံးကောင်းထဲမှာလာတာနေတဲ့ပုံစံပေါ့နော်သူ့ရဲ့စိတ်ကူးရင်ကဘာလေးထဲမှာပဲ तू ကပျော့နေတတ်တဲ့သူမျိုးဖြစ်တယ်ပေါ့နော်အပြင်မှာဟိုလက်တွေ့ဘဝမှာဟိုအရင်တုန်းကလည်းရှိပါတယ်သူ့ရဲ့ တက်ကသူတွေသူရဲ့ဘယ်လိုပြောမလဲယာတူးကြည့်တဲ့သူတွေအဖမ်းခံဟိုဘက်ကနေပြောဖမ်းခံဝါတဲ့ဝါပင်မဲ့ तू ကဒီဘက်မှာပွဲတက်မပြတ်ဘူးတို့ तू ကဒီဘက်မှာ तू ဟာနဲ့သူတွေပျော်နေဆိုတော့အဲ့ဒါ तू က तू လှုပ်ယူနေရမှာမဟုတ် तू တကယ်ပျော်နေရ။ဘာကြောင့်လဲဆိုတော့ဒီဟာကိုဒီဟာအရာမဆုလို့ပြောနိုင်တယ်။ तू ကသူ့ရဲ့စိတ်ကူးထဲမှာကို तू ကပျော်နေရဲ့လူစားမျိုးကွာ။အဖြစ်မှဘာဖြစ်ဖြစ်သူ့ဘာသူသူ့ရဲ့သူ့ကဘာလေးနဲ့သူ့ရဲ့ bubble ကြီးလေးထဲမှာပျော်နေတဲ့သူမျိုးအဲ့ဒီဥစ္စာက လှုပ်ပြီးတော့သူများတွေကအာသူကတော့လှုပ်ပြီးတော့အမပျော်ပြနေရဲ့အဲ့လိုမဟုတ်သူတကယ်ပျော်နေတာသူကသူဒီဘက်မှာပွဲတွေတက်ပြီးတကယ်ပျော်နေဟိုဘက်ကဘလောက်ပဲကြဆုံးဆုံးဘာဖြစ်ဖြစ်သူ့ကိုမထိကြိုက်ဘူးပေါ့နော်အဲအဲ့လိုပုံစံမျိုးပေါ့နောက်တစ်ခုကကြတော့ဒီပုံနှစ်ပုံမှာမဆူတော့ကြည်ချင်းအဖြစ်ဘာတွေ့နိုင်လဲဆိုတော့လက်စွပ်ကြီးတွေမာနဲ့လက်စွပ်ကြီးပြီးတော့လက်ဟန်ချိန်ဟန်အောင်ကြည့်လိုက် တော့စကားပြောလို့ရှိရင်အဲ့လိုမျိုးလက်ပါတယ်ပေါ့နော်အဲ့ဒီဥစ္စာကိုကြည်ချင်းအပြင်သူကလေလူအများရှိမှ present လုပ်နေရတာကိုအရင်ကြိုက်တယ်လူအများသူ့ကိုအားကြနေတာလူအများရဲ့ validation ကိုရနေတာကို तू က enjoy ဖြစ်တယ် तू ကသူတယောက်တည်းအဲနေပြီးတော့မှအဲဘယ်လိုပြောမလဲတယောက်တည်းကိုယ့်ဘာသာကိုနေနေတဲ့ပုံစံမျိုးမဟုတ်ဘူးကွာလူအများရှိမှအမြဲတမ်းသိရမလားလုံးဝလူတွေကိုဆွဲဆောင်နေရတာကို enjoy ဖြစ်တဲ့သဘောတဘာဝရှိရေပေါ့နော် ။နောက်တစ်ခုကကြတော့သူ့ရဲ့လက်သေးလေးတွေကိုကြည့်မယ်။လက်သေးလေးလက်သေးလေးတွေကအချိုးကျတယ်ပြီးလို့ရှိရင်ချောချောလေးတွေရှိတယ်။လက်သေးရဲ့ texture ကချောနေတယ်ပြီးတော့ဟိုပြေပြစ်နေရယ်ပေါ့နော်ပြေပြစ်နေရယ်ပြီးတော့လက်သေးကလည်းကျင်းလည်းမကျင်းဘူးကျယ်လည်းမကျယ်ဘူးအဲ့ဒါကိုပြကျင်းအပြင်သူကကျမ်းမာရေးကောင်းနေဟိုသူ့ဘဝမှာတည်တည်ငြိမ်ငြိမ်ရှိရယ်ဆိုတော့ဥစ္စာကိုမဆုလို့သုံးသက်လို့ရတယ်ပေါ့နော်လက်သေးလေးတွေ ကိုကြည့်ချင်းအဖြစ်နဲ့လူတယောက်ရဲ့အကြောင်းကိုအထိုက်အသင့်လောက်တော့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာဒီပုံပေါ့နော်ဒီပုံကလည်းသူ့ပဲသူ့ပဲဆိုတော့မဆုတော့ထပ်ပြီးတော့ထပ်ဖြဲကြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင်နောက်တစ်ခု ပထမဦးဆုံးပုံနဲ့ထပ်ပြီးတော့တွေ့ရတာပါလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီမှာအသက်လမ်းကြောင်းရှိရယ်ကွာဒါအသက်လမ်းကြောင်း ီမှာကအဲ့အသက်လမ်းကြောင်းနဲ့အပြိုင်လိုမျိုးလေးထပ်ထွက်နေအဲ့ဒီဥစ္စာကို influence line လို့ခေါ်တယ်အသက်လမ်းကြောင်းနဲ့အပြိုင်လေးဖြစ်နေတဲ့ line လေးဒီကွာအသက်လမ်းကြောင်းရဲ့အတွင်းအတွင်းထဲမှာအဲ့ဒီဥစ္စာကို influence line လို့ခေါ်တယ် influence line ပါတဲ့သူတွေကဆိုလို့ရှိရင်အထောက်ပံ့ခေါင်းတွေရတဲ့အထူးသဖြင့်သူတို့ရဲ့ဟိုအိမ်အောင်ဘက်တို့သူတို့ရဲ့ဆရာတို့ဘသူမှမရှိရင်တော့သူတို့ကိုထောက်ပံ့နေမယ်အသိရမလားဟိုအဆောင်အလျှောက်တွေရှိရယ်ကွာအဲ့အဲ့လိုမျိုးပြောလို့ရတယ် ဒီမှာကျတော့သူက influence line ကလည်းတိတိတတ်တာထင်ထင်ရှားရှားပါတယ်ဆိုတော့မဆူရောကသုံးသက်လို့ရတာက သူ့ရဲ့အမျိုးသမီးပေါ့နော်သူ့အမျိုးသမီးဆိုတာတခေါမပေါ့ကျူကျူမ sorry နော်ကျူကျူလှပေါ့ကျူကျူလှရဲ့အထောက်အပံ့နေသူ့မှာအများကြီးရရှိရလို့မဆူရောသုံးသက်လို့ရတယ်ပေါ့နော်လေးဟဲ့ခဏလေးနော်ပထမအဦးဆုံးပုံမှာ line နော် influence လေးမဆူတစ်ချက်ကြည့်ကြည့်အောင်မယ်ဟွန်းဟွန်းဟွန်း ီပုံမှာလည်းပေါ်ပါတယ်ဒီပုံမှာလဲ line of influence လေးပါတယ်တွေ့လားဒီမှာကအသက်လမ်းကြောင်းဒီမှာအသက်လမ်းကြောင်းနဲ့အပြိုင်ထင်းထင်းရှားရှားလေး line လေးပေါ်နေတယ်တွေ့လားအဲ့ဒီမှာမှ तू ကဒီလို stress line တွေဘာတွေဖြတ်တာတွေမရှိဘူးဖြတ်တယ်ဆိုလို့ရှင်တော့မကောင်းသူ့မှာကလုံးဝအကောင်လုံးဝဇင်းလုံးကြောလို့ကိုဖြစ်နေရမဆိုးလို့မြင်ရတဲ့လောက်ကလေ အဲ့တော့အသက်လမ်းကြောင်းကလည်းအသက်ရှည်မယ်ပြီးလို့ရှိရင်သူ့ဘဝကိုအမြဲတမ်းထောက်ပံ့ပေးနေရသူတယောက်အမြဲရှိတယ်။အဲ့ဒီဥစ္စာကအများသောအားဖြင့်နော်အများသောအားဖြင့်သူတယောက်ထဲမှမဟုတ်အများသောအားဖြင့်မဆုတော့ပြောလို့ရတာကအိမ်ောင်ဘက်လို့ပြောလို့ရတယ်။အိမ်ောင်ဘက်ကသူတို့ဘဝမှာအမြဲတမ်းထောက်ပံ့အနေနဲ့ရှိရအတက်ကြမှန်သမျှကိုအမြဲတမ်းအဆောင်အရှောက်ပေးနေတဲ့ပုံစံလေးပေါ့နော်ထောက်ပံ့ပေးနေတဲ့ပုံစံလေးတွေ့ရတယ်ပေါ့နော်။အဲ့ဒီတော့ဘာထပ်ကြည့်လို့ရသေးလဲမဆုကြည့်မြင် ်နောက်တစ်ခုကကြတော့ဆောနာ ပြောဖို့ကြံခဲ့သွားတာပေါ့နော် Mount of Luna oops Mount of Luna ဒီနေရာကြီးဒီနေရာကြီးဖောင်းတဲ့သူတွေရလေသူကနိုင်ငံခြားနဲ့အရန်အကျိုးပေးတယ်ဥပမာနိုင်ငံခြားဝင်ငွေရတာတို့နိုင်ငံခြားနဲ့ဖက်ဆက်လုပ်တာတို့အဲအဲ့လိုမျိုးတွေဆိုလို့ရှိရင်ပို့ပြီးတော့အကျိုးပေးတယ်။သူကအခုအာနာတိုင်းလိုက်တဲ့ခါကျတော့နိုင်ငံခြားနဲ့တိတ်ပြီးတော့ဖက်ဆက်လုပ်လို့မရတော့ဘူး။သူ့ရဲ့ ဘယ်လိုပြောမလဲသူ့လက်ကိုသူပြန်ပိတ်လိုက်တယ်လို့ဖြစ်သွားတာပေါ့နော်ဟိုအနာတာမသိငယ်ဘူးဆိုလို့ရှိရင်အများကြီးကွာ foreign investment တွေ foreign opportunities တွေအများကြီးရှိနိုင်တဲ့အလားအလာပို့များတယ်ဒီမဆုဆိုလို့ရှိရင်လည်းဒီနေရာဖောင်းတယ်ကွာအဲ့ဒီဒီနေရာဖောင်းတဲ့သူတွေကအများနဲ့နိုင်ငံခြားနဲ့အကျိုးပေးတယ်ကွာနိုင်ငံခြားကိုပြောင်းလိုက်ရင်ပြောင်းလိုက်နိုင်ငံခြားဝင်ငွေရရင်ရမရလို့ရှိရင်နိုင်ငံခြားသားတွေနဲ့ဖက်ဆက်လုပ်ရင်လုပ်အဲ့လိုမျိုးတွေဆိုလို့ရှိရင်အရန်အကျိုးပေးတယ်သူ့ရဲ့ဥစ္စာကတော့ပို့ဖောင်းတာပေါ့နော်မဆုထက်တောင်ပို့ဖောင်းသေးတယ်ဒါပေမဲ့ ်ဒါကတော့ဘလို့တွေအကျိုးပေးနေလဲတော့မစုလဲမသိဘူးပေါ့နော်သူရဲ့လက်တွေ့ဘဝမှာဘလောက်ထိဘလို့တွေအကျိုးပေးနေလဲတော့မစုမသိဘူးသူနဲ့လည်းမသိရတဲ့အကြောင်းမလို့သူရဲ့လက္ခဏာတွေကိုပဲမစုကအကြံပြင်းလေးသုံးသပ်ပြခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကိုတော့အရန်ကြီးတစ်ဖက်သက်ကြီးတစ်ဖက်ဆုံးရောက်ပြီးတော့မကြည့်ကြနဲ့ပေါ့နော်ဒီ entertainment တစ်ခုအနေနဲ့ပဲကြည့်ပြီးတော့မှအာ enjoy လုပ်ပေးပေါ့နော်အဲ့တော့ thank you very much for watching and see you next time bye bye